25ခုနှစ်စက်တင်ဘာလ29ရက်ဒီနေ့စနေနေ့အတွက်ခொနေ့သားမိနေ့အတွက် numerology ဂဏန်းပင်ရင်ရတော့နဝင်းဂဏန်းစိုးမှုတဲ့နေ့ဖြစ်ပါတယ်စနေနဝင်းရဲ့အောင်မြင်တဲ့ကိန်းဂဏန်းနေ့ရရာလူတို့တာဝင်ငွေတို့တာအထက်လူကြီးကအခွင့်အရေးတွေပေးတာအလုပ်အဆဖို့တိုးချဲ့ဖို့တွေအောင်မြင်တာ ခီးကိစ္စတွေအတွက်အထူးခွင့်တွေပေါ်လာနိုင်ငံခြားနဲ့ပတ်သက်တဲ့အဆက်အသွယ်ကောင်းသတင်းကောင်းတွေရတာမိမိရဲ့အလောက်ကန်ကိစ္စတွေအတွက်ဝမ်းမြောက်ဝမ်းသာသတင်းကောင်းတွေကြားရမျိုးဟာဒီလိုနှမျိုးနဲ့သက်ဆိုင်ပါတယ်ခင်ဗျာဒီလိုကံတရားမျက်နှာသာပေးတဲ့ဒီလိုနှမျိုးမှာမိတ်ဆွေတွေနဲ့ကံထူးကောင်းမှုလို့တွက်ကတော့မြတ်စွာဘုရားရှင်ကိုမနှက်စောစောနွားနို့နှစ်ခွက်လောင်းလို့လိုက်ပါခင်ဗျာဒီနေ့မှာ သင်တန်းကိစ္စပညာရေးကိစ္စရှောက်လောက်ကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုတဲ့ဆိုရင်တော့မိမိရဲ့အင်ဂျီကိုထုံတဲ့ငယ်တွ့ပြီးတော့တွေးခြင်းသွားခြင်းပြောခြင်းဆိုခြင်းဖြင့်အထူးအောင်မြင်ပါလိမ့်မယ်ဒီနေ့မှာမိရှုတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေရင်နီးယစနေနေ့ဘွားဘင်္ဂဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ဘင်္ဂတို့ရဲ့သဘောတရားအရငယ်စဉ်မှချူကြတော်လဲပဲကြည်လာတဲ့အခါကြိုးစားလုံးလအထုတ်ပြီးတော့အောင်မြင်ကြမယ်ရင်သွေးရတနာတွေဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါခင်ဗျာ မိတ်ဆွေတို့ကဒီနေ့ကစပြီးတနေ့တာအတွင်းမိမိရဲ့ကံစားတာအခွင့်အလမ်းကောင်းနေကြုံမှုလို့အတွက်မွေးနေ့ကုသိုလ်ရရားဖြစ်နေကတော့နိစ္စတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းကိုသွားပြီးတော့လေးစင်ကြိုက်မှာခောက်ဆွဲကြော်အပြည့်ထက်ပြီးသွားရောက်လှူဒန်း၍ပစ္စည်းလေးပါအတွက်ဝိတုငွေလှူဒန်းခြင်းအပြင်တနေ့တာလုံးကန်တရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ဒီနေ့အကျိုးပေးစိုးမိုးကဏ္ဍကတော့၄ကဏ္ဍ၃ညကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကန်ကောင်းဖို့လို့အတွက်ဆိုရင်တော့ရေတတော်ဝါးတွေဖြစ်တဲ့ငားတွေလက်တွေကိုအစာဒါနပြုပြီးငွေကန်ကောင်းဖို့ဆူတောင်းလိုက်ပါ ဈေးကောလက်ကောရရေအနေနဲ့တော့မိတ်ဆွေတို့ရဲ့စိုင်ရှိမျက်နှာသာတက်တဲ့မျက်နှာမူပြီးတကြအနေငယ်ကျဲပရင်ဈေးဝယ်သူတွေလာပါစဉ်ဆူတောင်းခြင်းအပြင်ရောင်းပန်းတောင်ဝယ်ပန်းလာပါလိမ့်မယ်။အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်သွားမှုတော့ကတော့ပေါ်ပင်လေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေဟာအယောင်တွက်သွားပါလိမ့်မယ်။ထို့သူအမှုအခင်းကြုံနေတဲ့သူတွေမိသားစုဆွေမျိုးမှရှိရဆိုရင်တော့ အမှုကြုံနေတဲ့နာမည်ကိုပန်းသီးတစ်လုံးမှရေးပြီးတော့သီလရှင်ဆရာလေးတစ်ပါးကိုလောင်းလိုက်ပါခင်ဗျာ။ကျမ်းမာရေးညံနေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရင်ဓာတ်စာဖြစ်တဲ့ဒီလိုနေမျိုးမှာလိမ္မော်သည့်အနှဲငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ။အချီးရေးမေတ္တာရေးအိမ်တော်ရေးအေးချမ်းမှုလိုအတွက်ကတော့ညာဘက်မှာဝါရောင်ဖြော်လေးတစ်ခွက်မြတ်စွာဘုရားရှင်ကိုကတ်ထုတ်လိုက်ပါခင်ဗျာ။